မမင်္ဂပါရှင်စိမြတန်းဖောင်ဒေးရှင်းမှကြိုဆိုပါတယ်ယနေ့မှာတမန်နန်းဆန်လဟင်းကစိမြတန်းဖောင်ဒေးရှင်းအကြောင်းနဲ့ကျမရဲ့ပညာရေးခရီးလမ်းကြောင်းနဲ့ဘယ်လိုအခက်အခဲများကိုကြောဖြတ်နိုင်တဲ့အကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်ပညာရေးဒီအသည့်ပညာတသက်ထက်မကညလင်းချက်အခွင့်အရေးများနဲ့ပုံမတော့ပါတဲ့အနာဂတ်တစ်ခုအတွက်တောချက်ဖြစ်ပါတယ် စုမြတ်တန်ဖောင်ဒေးရှင်းတွင်ကျမတို့ကပညာရေးတီလူပောင်အတီတီကိုပြုဝင်ပြောင်းလဲပေးနိုင်ပြီဟုတွင်ကြည်ထားတတ်ပါတယ်။စုမြတ်တန်ဖောင်ဒေးရှင်းပြည်မြန်မာနိုင်ငံရှိကျောင်းသူကျောင်းသားများဤပညာရေးကို ထောက်ပံ့ပေးသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီးကျမတို့ရည်မှန်ချက်ကတော့မိမိအတိုင်းအဝန်းများကိုပြောင်းလဲပြီးဆောင်ရွက်နိုင်သောအားထားရသောကျောင်းသားများကိုတပ်မပေးခြင်းဖြစ်ပါတယ်။စုမြတ်တန်ဖောင်ဒေးရှင်းဤပညာတင်စုအစီအစဉ်တွင်ပညာရေးအခက်အခဲများကိုကြုံတွေ့နေရသောကျောင်းသားများပံ့ပိုးပေးပြီးတော့ ကျောင်းသားများ၏လိုအပ်သောအရင်းအမြစ်များကိုပံ့ပိုးပေးကာလူတို့၏အိမ်မက်များကိုအကောင်အထည်ဖော်နိုင်ရန်ပြည့်ရထားပါသည်။2024ခုနှစ်တွင်ပညာတင်စုကိုဒေါ်လာ1200ထိစတင်ပြင်းပြင်းခဲ့ပြီးတော့2025ခုနှစ်တွင်ကျောင်းသား10ယောက်အထိသုံးချဲပြင်းပြင်းသွားမည်ဖြစ်ပါသည်။ဓမ္မနမေကတော့နန်းဆန်လေးခင်းဖြစ်ပါသည်။ယခုလို့ စနေတဲ့ foundation အကြောင်းနဲ့ကျမအကြောင်းကိုပိုတိုင်းကိုကြားရှင်းတရတဲ့အတွက်လည်းအထူးဝန်တာမိပါတယ်။ကျမဒီထိုင်းနိုင်ငံကျင်းမိတ်မျိုးရှိ Rajapat Thimmay University တွင် IBM International Business Management major ကိုယူထားတော့အကြောင်းပြုတရားဖြစ်ပါတယ်။ကျင်းမိတ်မျိုးဒီရင်ကျင်းမှုနဲ့တဘာဝအလတရားများကိုပေါင်းစပ်ထားတော့မြို့တစ်မြို့ဖြစ်ပြီးတော့ဒီလိုမျိုးမျိုးမှာကျမပညာသင်ကြားရတဲ့အတွက် ။ညခင်လာတော့အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ခင်မဲ့မြို့တွင်တည်ရှိနေသောလက်ဇဖတ်ချင်းမတ်ယူနီဘာစီတီတွင်ယဉ်ကျေးမှုနှင့်တခွာဖြစ်တဲ့ပညာရေးပေါင်းစပ်မှုများကြောင့်ထူးခြားသောတက္ကသိုလ်တရက်ဖြစ်ပါတယ်။လက်ဇဖတ်ချင်းမတ်ကို CMIU ဟုလည်းခေါ်ဆိုနိုင်ပါတယ်။ CMIU ဒီပညာရေးအရေးတွင်မြင့်မားမှုနှင့်ဒေတာပြည့်မြို့တိုးတက်မှုကိုအထူးပြုထားပြီး တတိပညာတင် जा ရင်အတွက်နင်းအတင်းအဖဲအလိုင်းဥပဆောင်ရမှုကိုဥဆောင်ပေးတဲ့တက္ကတိုလ်တန်ခုဖြစ်ပါတယ်။ကျမရဲ့ပညာရေးခရီးတွင်ကြုံလေ့ကျရသောအခက်အခဲများရှိခဲ့အောင်ပေါ်တိုင်းမဲ့ပန္နရေးပြဿနာတော့ကျမအတွက်အဓိကသင်ခေါ်မှုဖြစ်ခဲ့တယ်။ကျမရဲ့မိလန်းကားငွေချင်းရေးပဲရုံးကန်ရတာမဟုတ်တခါလေဆိုကျမရဲ့အာတန်တရားရှိမှုတွေကြောက်ရွံ့မှုတွေနဲ့မတင်မချန်မှုတွေများကိုကျော်လွှားနိုင်ရန်ကြိုးစားနေရပါတယ်။ ဒါပေမဲ့ဒီပညာရှင်စုအားတော့ဒီမားကိုအရာအလုံးပြောင်းလဲစေခဲ့ပါတယ်။ဒီမားရဲ့ပခုံးပေါ်ရှိဝင်ထုတ်ဝင်ပုံများကိုပုတ်ပါစီပြီးတော့ဒီမားရဲ့လေ့လာမှုအပေါ်ပြပြဝဝအယုံဆိုင်နိုင်စေခဲ့ပါတယ်။ဒီပညာတင်ကြားမှုတွင်တုံ့ပြန်ခဲ့ရတော့ကဏ္ဍရေးဖျားမှုကို ရှင်းထားနိုင်ပြီး ပဏာယီကိစ္စများကိုဆွေးနွေးနိုင်ခြင်းမရှိဘဲပုံမူတကျစာပင်ပညာသင်ယူနိုင်ခဲ့ပါတယ်။ခုဓမ္မဒီရှင်တန်ရဲ့ကျွမ်းစားနေရတော့ကျောင်းသူတအူးမဟုတ်တော့ပါဘူး။လူအတိုင်းဝိုင်းများကိုပင်နေပြီးအရင်ဒီစီနေတော့ကျောင်းသူတအူးဖြစ်ပါတယ်။ဓမ္မအနေနဲ့ကတော့တရားခွင့်ရင်းများကိုအထူးကျေးဇူးကျင့်ရှိပါတယ်။ပညာရေးဒီဘဝများကိုပြောင်းလဲနိုင်တော့အင်အားရှိကြည့်ဖို့ဓမ္မအယုံကြည်ထားပါတယ်။ပထမရဲ့ဘဝပြောင်းလဲဖြစ်တာပဲလေ။စမြတ်တန်းဖောင်ဒေးရှင်းကိုလူတန်းခဲ့တော့အလူရှင်များအားလုံးကိုကျွန်မစိတ်ရင်းနဲ့ အထူးကျေးဇူးတင်ရှိပါတယ်။ဗုဒ္ဓဘုတိုင်းဒီတာနာတူအာဆင်းရဲချင်းတတရာမှာလွမြောက်စီပြီးတော့အခွင့်အရေးများနဲ့ပုံမကောင်းမလာတော့အနာကက်စီတော့ရရှိအောင်ကုညီပေးတာဒီဒီနေ့တင်တော့ရဲ့ကယူနာနေစီရနာမှုကြောင့်ကျွန်မဒီမှာဒီလိုကောင်းတဲ့တက္ကတိုလ်မှာတက်ခွင့်ရခဲ့ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေသူများအားလုံးကျွန်မတို့စွမြတ်တန်ဖော်ဒေးရှင်းကိုပံ့ပိုးပေးရန်ကျွန်မအနေဖြင့် လုံဆောင်ချင်ပါတယ်ကျမတို့နဲ့အတူတကွပညာရေးမှတစ်စဘဝများကိုပြောင်းလဲကြရအောင်အနာဂတ်အောင်မြင်တဲ့လူငယ်များဖန်တီးမှုနဲ့တို့တို့ရဲ့အိမ်မက်များအကောင့်ထဲဖော်နိုင်ရင်ဒီတို့ကြီးအကူအညီကအလွန်အရေးပါပါတယ်ကျေးဇူးပြုပြီးစနစ်တန်းဖောင်ဒေးရှင်းကိုထောက်ပံ့ပြီးတော့ဒီတို့ကြီးအလူများဖြင့်ကျွန်တော်များ၏ဘဝများကိုတိုးတက်ပြောင်းလဲအောင်ကျမတို့နဲ့အတူတကွပါဝင်ကြရအောင် အစီအစဉ်မပြီးခင်မှာကျမတို့ခုပြောချင်ပါတယ်ပညာရေးဒီကိုယ်တိုင်အောင်မြင်မှုအတွက်တာမက ကဘာချင်းတို့ပုံမကောင်းပုံလာအောင်ပုံမချင်းလဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျောင်းလူသားများများကိုပတ်မိုးချင်းဟာလဲပညာရေးအတွက်တာမကဘူးအနာကက်ကိုပုံမချင်းလဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့နဲ့အတူတကွာအနာကက်များကိုပုံမကြရအောင်တကယ်ရဲ့လူချင်းမင်းတို့ကဒီစိနတန်ဖောင်ဒေးရှင်းအကြောင်းပုံမတိချင်ရင်ဒါမှမဟုတ်ကျမတို့ဖောင်ဒေးရှင်းနဲ့အတူလက်တွဲပြီးတော့ကျောင်းလူသားများကိုပတ်မိုးချင်းရင်ဒီမားဒီဗီဒီယိုအဆုံးမှာ link ပေးထားပါတယ်ရှင် ူဂျီမင်တို့ဤကြည့်ရှုမှုများအားကျွန်မဒီကနေဖြင့်အထူးကျေးဇူးတင်ရှိပါတယ်ရှင်